ောင်းအကျိုးဆိုတာဆက်နေတာပဲဖြစ်ပါတယ်တူမေတ္တာတူမှာတူကျေစုတူရရှိစွာမျိုးလိုပဲတူတူတယောက်ကကျေစုပြုထားတဲ့ကျေစုတရားဟာလည်းပဲအလုံးမမမေ့သင့်သည့်အတွက်ကြောင်းအခါလျော်စွာမိမိတို့တတိယတိုင်းတသိထင်ရှားဖြစ်နေပြီဆိုရင်တော့မေတ္တာပို့ရမှာတသိထင်ရှားမဟုတ်တော့ဘူးဆိုရင်အမြတမ်းပေးဝေရတယ် ကွယ်လွန်နေဆိုင်ရောက်တဲ့ပုဂ္ဂိုလ်ကတော့မေတ္တာမပို့ရဘူး။နော်မေတ္တာပို့တာဘာလို့မပို့ဘူးလို့မပို့ရဘူးလို့တော့ဆိုတော့တပဋ္ဌာကျင့်စဉ်တစ်ခုကျင့်တဲ့အခါမှာကိုတိတာပစ္စပန်ဘဝပဲတိတာအခုကနောက်ဘဝသူရောက်နေတယ်။ရောက်နေတော့လွဲချော်နိုင်တာပေါ့နော်။လွဲချော်နိုင်တယ်။ဒါကြောင့်မလို့မေတ္တာဘာဝနာပွားတဲ့အခါမှာကွယ်လွန်နေဆိုင်ရောက်တဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာဘာဝနာ မပွားရဘူး။ သူမေတ္တာပို့တော့ပို့တဲ့အကျိုးတရားမှုအနေအားဖြင့်အကောင်းဆုံးကတော့ကိုကုသိုလ်လုပ်တဲ့လူတိုင်းအမြတ်တမ်းပေးဝေးတာဟာဒါကောင်းတဲ့အလုပ်တစ်ခုပဲလို့ကုသိုလ်ကောင်းမှု လုပ်ပြီးအမြတ်တမ်းပေးဝေးခြင်းတန်မြာဘဝမှာကြည့်ကြမယ်ဆိုလို့ရှိရင်ဆွေမတော်ဘူးတဲ့ပုဂ္ဂိုလ်မျိုးမတော်ဘူးတဲ့ပုဂ္ဂိုလ်ဆိုမရှိဘူးအမေဖေမတော်ဘူးတဲ့ပုဂ္ဂိုလ်သားသမီးမတော်ဘူးတဲ့ပုဂ္ဂိုလ်ညီကောင်မောင်နှမမတော်ဘူးတဲ့ပုဂ္ဂိုလ်ဆိုမရှိဘူး ဝေးတာနဲ့နီးတာပဲကွာတယ်လို့သူဆိုလို့တယ်အဲ့တော့လောကမှာတရားဖြစ်လာတဲ့အချိန်မှာမိမိတို့အချင်းချင်းဟာဒုမေတ္တာဒုမာဆိုရင်နီးရင်ပုံမေတ္တာရှိပြီးဝေးတဲ့အခါစိတ်သွားကြတာသာ ရှိတယ်ပေါ့နော်အဲ့ဒီဟာမျိုးမဖြစ်ရအောင် ကိုယ်စိတ်ကနေပြီးတော့ဝေးနေတော့လဲမစိမ့်မိအောင်တန်တရားထဲမှာဒုရတွေအလုံးဟာဆွေမျိုးတွေကြီးပဲလို့စိတ်ထဲမှာအောင်းမိပြီးတော့ တူဖို့တူမေတ္တာထားခြင်းဒေါသတရားဖယ်ရှားခြင်းဖြင့်တူကြူတူကိုလိုလားခြင်းအပြင်ကိုယ့်ရဲ့ယဉ်နေနှလုံးထဲမှာကုသိုလ်တရားတွေဖြစ်ပွားနိုင်တာနော်အဓိကကတော့မြတ်စွာဘုရားဆုံးမဩဝါဒပေးတာယဉ်ထဲမှာကုသိုလ်ဖြစ်ဖို့နဲ့အကုသိုလ်နယ်ဖို့ဘာကြောင့်လို့ဆိုရင်လူတိုင်းလူတိုင်းဟာနေစဉ်နိုးထလာလို့အသိစိတ်ဝင်လာတာနဲ့တပြိုင်နက်တစုံတစ်ခုကိုတွေးတော့တာပဲ တွေးလိုက်ပြီးဆိုရဲကအကောင်းတွေးတာလားအဆိုးတွေးတာလားနှစ်ခုလားပဲမမကောင်းတာတွေးမိရင်အာဟုသူဖြစ်ပြန်တယ်မကောင်းတဲ့စိတ်တွေပေါ်လာပြီးအာဟုသူဖြစ်ပြန်တယ်ကောင်းတာတွေးမိပြန်တော့ကောင်းတဲ့ကုသိုလ်စိတ်တွေဖြစ်လာပြန်တယ်ကောင်းမကောင်းဆိုတာအပြစ်ရှိတာနဲ့မရှိတာကိုဆွလို့ရပေါ့နော်အပြစ်ရှိတဲ့အတွေးတွေတွေးမိရင်အပြစ်ရှိတဲ့အာဟုသူစိတ်တွေဖြစ်လာ အပြစ်ကင်းတဲ့အတွေ့အတွေ့ရင်အပြစ်ကင်းတဲ့ကုသိုလ်စိတ်တွေဖြစ်တယ်။တွေးပြီးတော့လူဟာမနေနိုင်ဘူးဇက်ကပြောပြန်တယ်။ပြောတဲ့အခါမှာလည်းအပြစ်ကင်းတဲ့စကားဟုတ်ချင်မှလည်းဟုတ်တယ်။ဒါကြောင့်မို့အပြစ်ကင်းတဲ့စကားလားအပြစ်ရှိတဲ့စကားလားသိပြီးတော့အပြစ်ကင်းတဲ့စကားပြောမိဖို့ရာစူးစမ်းရမှာ။ပြစ်မရှိတဲ့စကားမျိုးပြောဖို့စူးစမ်းရမှာ။ပြစ်ရှိတဲ့စကားမျိုးပြောမိရင်အကုသိုလ်ဖြစ်ပြန် အလုံးလုံးပြန်လို့ရှိရင်လည်းထို့တူပဲကြံတွေးပြောဆိုထားတဲ့အတိုင်းလူတွေဟာ အလုံးတစ်ခုလုံးလို့ရှိကြတယ်လုံးပြီဆိုတဲ့အခါမှာလည်းအပြစ်ရှိတဲ့အလုံးလားအပြစ်မရှိတဲ့အလုံးလားစဉ်းကျင်စဉ်းစားအစဉ်းစားမိဘူးဆိုရင်နှစ်ခုတစ်ခုတော့လုံးမိတာ ပြစ်ရှိတဲ့အလုံးမိကိုအလုံးကိုလုံးမိပြီဆိုရင်အကုသိုလ်တွေဖြစ်ပွားပြန်ရောပြစ်ကင်းတဲ့အလုံးကိုလုံးမိပြီဆိုရင်ကုသိုလ်တရားတွေဖြစ်ပွားပြန်ရောအဲ့တော့နေစဉ်နဲ့အများ တွေးတာပြောတာလှုပ်တာတွေဟာကုသိုလ်နဲ့အကုသိုလ်တမျိုးမျိုးလိုဖြစ်နေတာကြီးပဲအဲ့လိုဖြစ်နေတဲ့ထဲမှာကိုတတိထားရမှာကိုတွေးကိုပြောကိုလှုပ်တဲ့အလုပ်ဟာအလုပ်ကိုအကြောင်းပြုပြီးအကုသိုလ်တွေဖြစ်သလားကုသိုလ်တွေဖြစ်သလားဒါကိုတော့အမြဲတမ်းဈေးအတွက်တွက်နေဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလို့မတွက်ဘူးဆိုလို့ရှိရင် မသိနိုင်ဈေးရောက်တာတော့မှပဲ ဈေးရောက်ပြီလို့ရှိရင်ဆင်းရဲချုပ်တဲ့အခါဒီကနေ့မြတ်တလားရှုံးတလားတွေ့အောင်အနုမုစုံအဖြစ်ပဲပေါ့ထို့တူပဲမြတ်စွာဘုရားကထံဘူးတတ္တမေရတ္တိတိဝံဝိတိဝတ္တံတိငါဟာဘယ်လိုအနေထားနေနဲ့တနေ့တကကုံလွန်လာခဲ့သလဲဆိုတော့ပြန်စဉ်းစားပါတဲ့အမြင်လားပြန်စဉ်းစားလိုက်တဲ့အခါကျတော့ကုသိုလ်စိတ်တွေနဲ့အချိန်ကုန်တာလားအကုသိုလ်စိတ်တွေနဲ့အချိန်ကုန်တာလားဆိုတာအဖြေတစ်ခုရလာမှာဖြစ် ဖြေတစ်ခုရလာလို့ရှင်အကုသိုလ်စိတ်တွေနဲ့အချိန်ကုန်နေဆိုရင်အဲ့ဒါပြောင်းအကုသိုလ်တွေကိုဖယ်ဖို့စူးစမ်းရလိမ့်ကုသိုလ်တွေနဲ့အချိန်ကုန်နေဆိုရင်ဝန္တပီတိဖြစ်ပြီးတော့စတဲ့တဘူစူးစမ်းဖို့လိုလာတယ်အဲ့ဒီအဖြေမျိုးရနေအောင်လူတိုင်းလူတိုင်းဟာမတ်တမဲမနေပဲနဲ့စဉ်းစားရမှာဖြစ်တယ်အဲ့စဉ်းစားရမယ့်အထဲမှာနောက်တစ်ခုထပ်ပြီးစဉ်းစားရမှာ ကမ္မတကောမိကမ္မထဟာတော်ငါဘဝဟာငါပိုင်နာဟာကံပဲဖြစ်တယ်ပစ္စယောဇာတွေမပိုင်ဘူးလားလို့ဆိုတခဏပဲပစ္စယောဇာပိုင်နေဆိုအလုံးသိရင်ထားတော့မှာထားခဲ့ရမှာလေကြီးယူသွားလို့ရတာမဟုတ်ဘူးအဲ့တော့တကယ်ကိုယ်နဲ့ပတ်သက်ပြီးကိုယ်နဲ့ဆက်ဆက်နေတဲ့အရာဟာကံသာလင်ဖြစ်တယ်နောက်ဆုံးပဲလူတွေကိုယ်ဝတ်ထားတဲ့အဝတ်တောင်ထားပြခဲ့ကိုယ်ဆင်ထားတဲ့ယရဏပစ္စည်းတွေအကုန်ထားခဲ့ အိနေရတွေအကုန်လုံးထားခဲ့ရအဲ့တော့ကိုနဲ့အတူပါသွားမှာတော့ကံတရားပဲမိသားစုကနေပြီးတော့အော်သူဝုစင်တဲ့လက်ဝဲယန္နာလေးပါသွားပါစေဆိုပြီးတော့ဝတ်ပေးလိုက်လဲသူရမှာမဟုတ်ဘူးနော်အဲ့တော့ဘာမှပစ္စည်းဥစ္စာဆိုတာယူသွားလို့ရတဲ့အရာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားပဟာယကမဏိယတဲ့အလုံးပစ္စည်းဥစ္စာတွေဆိုတာထားသွားရမယ်ဟာတွေကြီးပဲတဲ့ဘာပိုင်ပိုင် ရှိတဲ့ပစ္စည်းဥစ္စာတွေထားသွား။အဲ့တော့စဉ်းစားရမှာဒီထားသွားရမယ့်ပစ္စည်းတွေအတွက်ဒုရတွေအာဟုသူတွေဖြစ်နေရင်မလောက်နဲ့နာမလဲ။ကိုထားခဲ့ရမယ့်ပစ္စည်းတွေအတွက်အာဟုသူမဖြစ်စေနဲ့ကုသိုလ်ကောင်းမှုဖြစ်အောင်ပဲကြိုးစားရမှာ ဖြစ်။ဒါကြောင့်မို့စဉ်းစားရမှာကမ္မတကောမိငါပိုင်နာဟာကံပဲ။ကမ္မတာရတော့ကံပေးတဲ့အမွေကိုလည်းဆက်ခံရမှာဖြစ်တယ်။တခြားအမွေကဆက်ခံရမှာမဟုတ်ဘူး။ ကံပေးတဲ့အမွေတိုင်းပဲဆက်ခံရမှာ ဖြစ်တယ်။ဒါကြောင့်မို့ယံကမံဂရိတာမိကလျာဏမောပါပကံတတကမတဓာရောဘွိတာမိငါလုတ်တဲ့အကောင်းဆုကံမျိုးကိုငါလုတ်ပြီးဆိုရင်အဲ့ဒီငါလုတ်တဲ့ကံရဲ့အမွေကိုပဲငါခံရမှာဖြစ်တယ်ဆိုတာကိုမပြတ်စဉ်းစားပေးပါတဲ့မြတ်စွာဘုရားအဲ့ဒါလို့စဉ်းစားပေးခြင်းအဖြစ်ဘယ်လိုအကျိုးရှိတုံးဆိုပစ္စည်းဥစ္စာပေါ်မှာတွေ့တာ တွေ့တာချင်းပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးမကောင်းမှုကိုပြုလုပ်မိခြင်းဆိုတာတွေရောပါသွားစေနိုင်တယ်ပေါ့။ကောင်းတဲ့လူတွေကိုကျင့်တရားတွေပို့ပြီးတော့တိုးတက်ကောင်းမွန်လာစေတယ်။မြတ်စွာဘုရားရဲ့ဒီကိုကျင့်တရားလို့ဆိုရဲ ethic ကအခြေခံကကမ္မတက္ကတာသမာဓိဋ္ဌိကိုအခြေခံတာပဲဖြစ်တယ်ပေါ့နော်။တခြားဘာသာတွေကျတော့ဘုရားကြိုက်တယ်မကြိုက်ဘူးနဲ့ပြောတာ။ဒီဘာသာမှာဘုရားကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးနော်။ဘုရားကြိုက်လို့ ဖះမကြိုက်လို့ဖះကြိုက်တဲ့အလုံမှလုံးမယ်ဖះမကြိုက်တဲ့အလုံမလို့သူတို့ကဖះကိုအခြေခံပြီးတော့ကိုကျင့်တရားကောင်းအောင်ဆုံးမလာဒီမြတ်စွာဘုရားရဲ့အဆုံးမမှာတော့အဲ့လိုမဟုတ်ဘူးအစ်စ်မှန်ဖြစ်တဲ့ကိုလုတ်တဲ့ကံပေါ်မှာအခြေခံရမယ်ကိုလုတ်တဲ့ကံကိုကောင်းတာလို့ရင်ကောင်းတာရမယ်မကောင်းတာလို့ရင်မကောင်းတာရမယ်ဆိုတဲ့ဒီအတ္တိတရားပေါ်မှာအခြေခံတဲ့ကိုကျင့်တရားကိုထူထောင်ရမှာဖြစ်တယ်ပေါ့အဲ့လိုထူထောင်လိုက်ပြီဆိုလို့ရှိရင် လူဟာမှန်ကန်တဲ့ပုံမှာအခြေခံပြီးထူထောင်တာဖြစ်သည့်အတွက်ကြောင့်အခြေခံအပြင်လည်းမှန်နေမှန်တဲ့ပုံမှာစဉ်းစားတာဖြစ်သည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အသည့်တွေဟာလည်းမှန်ကန်တယ်လို့ဘုရားသခင်ကြိုက်တယ်မကြိုက်ဘူးဆိုတာကြတော့စဉ်းစားတာကတော့ဘုရားသခင်မကြိုက်လို့မလုပ်ဘူးဆိုရင်တခါလေဘုရားသခင်ဆိုတာမျိုးကဟိုမိုးကြောပေးစားတဲ့အကောင်တွေကိုစားကောင်းတယ်လို့ဒီလိုပြောထားလို့ရှိရင် အဲ့ဒါကြတော့အကုသိုလ်တွေဖြစ်ပြန်နော်အဲ့သူကြိုက်တာကိုကြိုက်တာ ਨੇ တခြားစီဖြစ်တတ်သေးတယ်ကံဆိုတာတော့အလုံးမဖြစ်ဘူးတချို့ကမိုးကြောပေးတဲ့တရားတွေကိုဖះကဒူစားဖို့ဖန်ဆင်းပေးတာဆိုပြီးတော့စားကြတယ်ပေါ့ရဲဆက်ဆက်တတ်ကြဖြတ်ကြလှုပ်ကြတယ်ပေါ့နော်တကယ်ကတော့အဲ့ဒါတွေကတော့မမှန်ကန်တဲ့အတွေးတွေပါအဲ့တော့မြတ်စွာဘုရားကကိုချင်းတရားကောင်းဖို့နောက်တစ်ခုစဉ်းစားခိုင်းတာဘာလို့ဆိုလွယ်လွယ်လေးရဲ့ ကိုချင်းကိုချင်းစာတရားကိုချင်းစာတရားကိုပါဠိလိုအတုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့နှိုင်းရှင်ကြည့်တာ ကိုချင်းစာဆိုတာကိုနဲ့နှိုင်းရှင်ကြည့်ခြင်းပဲကိုမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူများလုပ်ရမလဲကိုမကြိုက်တဲ့အပြောမျိုးကိုလာပြောရင်ကိုလည်းမခံနိုင်ဘူးဆိုရင်အဲ့ဒီအပြောမျိုးသူများလည်းမပြောနဲ့ဥပမာမဲကိုဆဲရင်ကိုမခံနိုင်ဘူးအဲ့တော့သူ့လည်းမဆဲနဲ့ပေါ့ ဒီလိုဆိုလို့တယ်ကိုယ်လာပြီးတော့ညင်စဲနှိမ့်ဆက်မယ်ဆိုရင် ကိုမခံနိုင်ဘူးဒါကြောင့်ဘုသူများကိုလည်းကိုယ်မညင်စဲမနှိမ့်ဆက်နဲ့သူပစ္စည်းမတရားယူလို့ရှိရင်ကိုယ်ပစ္စည်းမတရားယူရင်ကိုမခံနိုင်ဘူးအဲ့ဒါဆိုရင် သူပစ္စည်းကိုလည်းမတရားမယူနဲ့ဆိုတဲ့ကိုချင်းစာတရားအခြေခံပြီးတော့ကိုချင်းတရားကောင်းအောင်ဆုံးမလားညာဆိုအဲ့တော့ခဏိခေမှာဆိုတော့အတ္တဆိုတာကိုချင်းတရားကိုပြောတာစီဝါရေးလုံးလဲအတ္တရှိမှဖြစ်တယ်နော် ဘာလို့လို့ကိုကျင်တရားကောင်းမှ အများလက်ခံလာတာဖြစ်တယ်ပေါ့။မြားလက်မခံတဲ့အလို့ဆိုရင်ကိုကျင်တရားပြပြတဲ့အလို့တွေ။အဲ့တော့အဲ့ဒီကိုကျင်တရားဆိုတာကိုမြတ်စွာဘုရားရဲ့အဆုံးအမကတော့သူကကိုကျင်တရားကိုအခြေခံတဲ့ကံကံဤအကျိုးကိုသိမြင်တတ်တဲ့ကမ္မတက္ကတသမဋ္ဌိကိုအခြေခံတယ်။ဒီအခြေခံနှစ်ခုနဲ့ မင်္ဂနဲ့လမ်းကြောင်းပေါ်မှာဆက်လက်ပြီးတော့လှုပ်ကြမှာဖြစ်တယ်ပေါ့အဲတော့မြတ်စွာဘုရားက လူတွေရဲ့တဘာဝကိုခေါ်တဲ့အခါမှာဥဘောပုံဉ္စစပါပင်စယံမစ္စောခရုတေဣဒာလူတဘာဝကိုကြည့်လူဖြစ်လာပြီဆိုရင် လူတွေဟာမလှုပ်လေကုသိုလ်လှုပ်ခြင်းလုပ်မယ်အကုသိုလ်လှုပ်ခြင်းလုပ်မယ်နော်လူတွေလှုပ်တဲ့အလုပ်ဟာနှမျိုးပဲရှိတယ် အဲ့တော့အပြစ်ကင်းတဲ့အလုံးနဲ့အပြစ်မကင်းတဲ့အလုံးဒီနှစ်ခုပဲရှိတယ်ပေါ့အဲ့ဒါကိုပဲအပြစ်မကင်းတဲ့အလုံးကိုဒီအပြစ်ရှိတဲ့အလုံးကိုအကုသိုလ်လုပ်လို့ခေါ်ပြီးတော့အပြစ်ကင်းတဲ့အလုံးကျတော့ကုသိုလ်လုပ်လို့ခေါ်တယ်စားတဲ့အစာမှလည်းပဲဒီတိုင်းပဲလေကျမ်းမာစေတတ်တဲ့အစာနဲ့စိတ်တော်ဖြစ်စေတတ်တဲ့အစာနှစ်ခုရှိတယ်လူတွေမှာကိုယ်နဲ့မတည့်တဲ့အစာနဲ့ကိုယ်နဲ့တည့်တဲ့အစာ မတဲတဲ့အစာစားရင်ဒုက္ခရောက်တယ်တဲတဲ့အစာစားရင်ကျန်းမာတယ်အဲ့ဒါလိုပဲစိတ်ထဲတွေးတာတို့နှုတ်ကပြောတာတို့ကိုရီလျောက်တို့လုတ်တဲ့အခါမှာလည်းပဲနှမျိုးခွဲနှမျိုးခွဲတာဆိုကိုယ့်အတွက် ကောင်းကျိုးပေးမဲ့အလုပ်ကတခု ကိုယ့်အတွက်ဆိုးကျိုးပေးမဲ့အလုပ်ကတခုကိုယ့်အတွက်ကောင်းကျိုးပေးတဲ့အလုပ်ကိုပုံညာလို့မြတ်စွာဘုရားပြောတယ်ကိုယ့်အတွက်ဆိုးကျိုးဖြစ်စေတတ်တဲ့အလုပ်ကိုပါပါလို့ပြောတယ်အဲ့ဒါကိုရှင်းညွှန်းပြီးတော့ ဥဘောပုံညင်စပါပင်းစယံမစ္စောကုရုတိဣဒာလူဘွားရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဒီနှစ်ခုတစ်ခုလှုပ်တယ်အဲ့ဒီလှုပ်တဲ့ဟာ တင်ညိတတတကံဟောတိတင်စအာရယကိစ္စတိလှုပ်လိုက်ပြီဆိုတဲ့ကိုပိုင်သွားပြီကိုစီရောက်သွားပြီစားလိုက်တဲ့အစားကိုပိုက်ထဲရောက်ရင်ကိုနဲ့ပဲသက်ဆိုင်အဲ့ဒါလိုပဲလုံလိုက်တဲ့လှုပ်တစ်ခုဟာကိုရင်ထဲနှလုံးထဲရောက်သွားပြီ ရောင်းသွားသည့်အတွက်ကြောင့်တင်ကြီးတတ်တာတကံဟောဒီအဲ့ဒါကိုယ်ပိုင်ဖြစ်သွားပြီလို့ဆိုလိုတယ်နော်ကိုနဲ့သာသက်ဆိုင်တဲ့တင်စအာရယကိစ္စတိနောက်ဘဝလည်းဒါပဲပါသွားမယ်လို့သူဆိုလိုတယ်နော်ဒါကြောင့်မို့လို့ဒီကမ္မတကတ္တသမာဓိတိဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့အရေးကြီးတယ်အရေးကြီးသည့်အတွက်ကြောင့်ဒါကိုသတိထားတတ်လို့ရှိရင်ဒီဘဝမှာကုသိုလ်တရားများများဖြစ်အောင်ကြိုးစားကြရမှာဖြစ်တယ်နော်ကုသိုလ်တရား များများဖြစ်အောင်ကြိုးစားအဲ့ဒါလိုကြိုးစားပြီးဆိုတဲ့အခါမှာမြတ်စွာဘုရားတိုက်တွန်းတယ်တတ္တမကရိယာကလျာဏနိစ္စယံတံပရာယိကံဒုဗ္ဗာရောက်လာတဲ့အချိန်မှာကုသိုလ်ကံကိုကြိုးကောင်းတဲ့အလုပ်တွေကိုကြိုးစားလုပ်ပါတဲ့ကောင်းတာတွေကိုကြိုးစားလုပ်ပါကောင်းတဲ့အလုပ်ဆိုတာစီးပွားရှာတဲ့အလုပ်ထဲမှာလည်းပဲမှန်မှန်ကန်ကန်စီးပွားရှာတာကောင်းတဲ့အလုပ်ဖြစ်တာ ရလာတဲ့စီပွားကိုအမေကျွေးမယ်အဖေကျွေးမယ်မိသားစုချမ်းသာအောင်ထားမယ်အကုသိုလ်ကောင်းမှု လုပ်မယ်ဆိုရင်ဒါကလောဘနဲ့မဆိုင်ဘူးနော်။များသောအားဖြင့်လူတွေကစီပွားရှာတာကိုလောဘလောဘရှိလို့ရှာတယ်လောဘနဲ့ရှာနေကြတယ်လို့ပြောကြတယ်။မဟုတ်ဘူးပညာနဲ့ဝီရိယနဲ့ရှာတာ။လောဘနဲ့စီပွားရှာတဲ့လူတွေဆိုတာတခိုးတည်းမြတ်။အဲ့ဒါလောဘနဲ့စီပွားရှာတာသူတို့ကဘာညာမှမရှိဘူးလေ။တရားပစ္စည်းကိုယူဖို့ပဲကြည်တာ။ အဲ့ဒါလောဘသူများပစ္စည်းကိုယူဖို့ကြည့်တာ။တော့ကိုယ့်ကကိုယ်ကောင်းရောကောင်းဝယ်လုပ်ပြီးတော့စီးပွားရှာတယ်ဆိုတာဒါပညာနဲ့ရှာ။တော့ကလေးတယောက်ကြောက်လာတယ်ဆိုရင် ကြောင်းထားရတယ်ဆိုတာဒီစီးပွားရှာတဖို့ထားတာလေ။ပညာသင်ဖို့ထားတာ။အဲလောဘကြည့်ဖို့ဆိုရင်ကြောက်နှောင်ထားကြမလို့သူကသူမွေးတဲ့လောဘပါလာတာ။အဲ့တော့လူတွေလွဲလွဲမှားမှားနားလည်နေကြတော့စီးပွားရှာတာလောဘကြည့်လို့ဆိုပြီးတော့ပြောကြတယ် မဟုတ်ဘူးဒီဟာကနော်လောဘဆိုတဲ့သဘောကပစ္စည်းဥစ္စာပေါ်မှာတွေ့တာတယ်မစွန့်နိုင်ဆုတ်ကင်ထားတယ်မလူရဲ့မတန်းရဲ့ဖြစ်တယ်အဲ့ဒါတွေမှာလောဘရဲ့သဘောလို့ခေါ်တယ်နော်ငါသာပိုင်ရင်နေဆိုတာလောဘရဲ့သဘောလောဘရှိပြီဆိုရင်မိသားစုတော်မကြွေးဘူးသူကကိုယ်ပဲကိုယ်အတွက်ပဲစဉ်းစားတယ်အဲ့တော့ကိုယ်အတွက်စဉ်းစားတာမဟုတ်ဘူး ဒါအမေဖေးအတွက်ဒါမိသားစုအတွက်ဆိုပြီးအလုပ်ကြိုးစားလုပ်တာဒါလောဘမဟုတ်ဘူးအဲ့ဒါလေသဘောပေါက်တဲ့လူနဲတ်ဒကြောင့်လောဘရှိမှချမ်းသာတယ်လို့လူတွေကထင်ကြတယ်မဟုတ်ဘူးချမ်းသာခြင်းရဲ့အကြောင်းကပညာနဲ့ဝီရိယကြိုးစားတာချမ်းသာခြင်းရဲ့အကြောင်းပဲရောင်းတတ်ဝယ်တတ်လုပ်တတ်ကိုင်တတ်စီးပွားရေးပညာကနေ့ခေတ်ပြောတဲ့ economics ဒီပညာရက်တွေဟာဒါရီကချမ်းသာခြင်းရဲ့အကြောင်းနေပဲပေါ့ ပစ္စည်းဥစ္စာရခြင်းရဲ့အကြောင်းမြတ်စွာဘုရားဟောထားတဲ့ထဲမှာလောဘကြောင့်စီးပွားဖြစ်တယ်လို့တခုမှမရှိဘူးစီးပွားဖြစ်ခြင်းအကြောင်းကိုဟောတဲ့အခါမှာမြတ်စွာဘုရားဥဋ္ဌာဏသမ္မရာတက်တက်ကြွကြလုံးလုံးဝမယ်အာရခသမ္မရာရလာတဲ့ပစ္စည်းကိုအလေးလွတ်မရှိအောင် ထိန်းသိမ်းရမယ်ထိန်းသိမ်းမှုရှိရမယ်သမစီဝိတာ ဝင်ငွေထွက်ငွေမြတ်တောင်းအောင်သုံးဆွဲထားရမယ်ကလျာဏမိတ်တတာမိကောင်းဆွေကောင်းတွေနဲ့ပေါင်းသင်းပြီးတော့ ကောင်းထုတွေကိုယူပြီးတော့ကောင်းတာကိုလုပ်ဖို့လိုတယ်ဆိုတာဒါပဲမြတ်စွာဘုရားဟောတယ်နော်မင်းလောဘကြည့်ရမယ်လို့မဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့ပိဋကစာပေထဲမှာလောဘနဲ့ရတယ်လို့မဟုတ်ဘူးအုတ်ဌာနဝီရိယဓိကတိဟိတဲ့ထကြွလုံးလာဝီရိယဖြင့်ရအကုန်သောဓမ္မိကေဟိတရားကိုကျင့်သုံးခြင်းဖြင့်ရအကုန်သောဓမ္မလတ္တေဟိတရားမြတ်တမှုဖြင့်စီးပွားရှာ၍ရအကုန်သောဒါပဲဟောတယ်နော် ကိုရောင်ကောင်းရောင်းကောင်းပဲလောက်တာတဲ့ပစ္စည်းတွေဟာဓမ္မိယဓမ္မိကဓမ္မလတ္အဲ့ဆိုအနာရမိန်တတိယကြီးတို့လည်းစီးပွားရှာတာပဲတောတပံဖြစ်စီးပွားရှာဝိတာခာတို့ဆိုစီးပွားလုပ်နေတာပဲလေစီးပွားလုပ်တာဝိတာခာအဲ့တော့ဝိတာခာတို့ဗာစီးပွားလုပ်တုံးဆိုမိဘလက်ထက်ကလေးချမ်းသာတာသူလုပ်တာမွေးမြူရေးနဲ့ဆက်ပြေးရေးပဲဝိတာခာစီးပွားကြည့်လိုက်မယ်ဆိုရင်ဘာလို့ဆိုနွားတွေကောင်းတသိမ်းမကဘူးလေသူနဲ့ပါလာတာ အဲ့ဓာတွေနဲ့လေယာလုပ်ငန်းလုပ်တယ်ဒီနွားတို့တွေညစ်တယ်ဒါတွေနွားတို့ရောက်မယ်အဲ့တော့ဘုရားဝန္တဝင်းနေတင်းလျော်ဆုံးစီးပွားရတော့အဲ့ဒါမွေးပြူရည်နဲ့စိုက်ပြူရည်တော်တင်းတော်တယ်စီးပွားရည်ပေါ့နော်ဘုရားစေတွေနဲ့အလွန်ကျွန်းလှုပ်တာမျိုးမဟုတ်ပဲနဲ့သူတို့ခေတ်ကဒါမျိုးလည်းမသုံးဘူးပေါ့နော်အကာအကွယ်လှုပ်တာမျိုးတွေပဲလုပ်တယ်ခဏိခေတ်တော့ ဒါတွေကအလွန်ကျွန်းနေလုတဲ့အခါကျတော့လူနဲ့ပိုးပိုးနဲ့လူဟာလုံးလက်ခတ်မနိုင်တော့နော်မနိုင်တော့အဲ့တော့မမှန်ကန်ကန်နဲ့ကိုစေရနာတန်တန်နဲ့လှုပ်ကြမယ်ဆိုလို့ရှိရင်ဝိတခါတို့ဟာမွေးမြူရင်းနဲ့စပ်ပြူရည်လို့ဒီလိုပြောရမှာဖြစ်တယ်။နွားမွေးတယ်၊လက်ရလုံငန်းလုပ်တယ်၊အနာရဝိန်တိတွေကကုံရောင်းကုံဝင်လုပ်တယ်။နာရဝိန်တိတွေကကုံရောင်းကုံဝင်လုပ်တယ် အယောင်းဝယ်လုပ်တယ်။ဖះနဲ့တွေ့တာကိုကတာဝတိကနေပြီးရာဇဂျူသွားတဲ့အချိန်မှာဖះနဲ့တွေ့တာ။အဲ့တော့သူကအယောင်းဝယ်လုပ်တဲ့ကုံတယ်ကြီးတွေပေါ့။အဲ့တော့ရှေးခေတ်ကအလုံးလုံးတယ်ဆိုတာဟာစီးပွားရေးကဒီနှမျိုးပဲရှိတာစိုက်ပျိုးရေးနဲ့ကုံသွဲရေးစိုက်ပျိုးရေးလုပ်ရင်လုပ်မယ်ကုံသွဲရေးလုပ်ချင်လုပ်မယ်ဒီနှစ်ခုကအဓိကအဲ့ စိုက်ပျိုးရေးဆိုတဲ့အထက်မှာမွေးမြူရေးပါတယ်မွေးမြူရေးဆိုတာခုခေတ်ပြောတဲ့ဟိုကြက်ဝက်တွေမွေးပြီးတော့ရောင်းတာမျိုးပြောတာမဟုတ်ဘူးခနေမွေးမြူရေးရတော့အဲ့ဒါမျိုးကတော့မြတ်စွာဘုရားမလုပ်သင့်ဘူးလို့ဒါမြစ်ထားတယ်ဟာဒီသူတို့ခင်မှာမွေးမြူရေးဆိုတာနွားမွေးတာကိုပြောတယ်နော်နွားတွေမွေးတဲ့အခါမှာသူတို့ပုံမှန်လည်းအကျဉ်းနာတရားနဲ့ဝါဝါလင်းလင်းကြွေးထားလို့သူတို့စီကရတဲ့နွားတို့စသည်ဟု ရောင်းဝယ်ဖောက်ခါပြီးတော့စားကြတာသာဖြစ်တယ်ဟောအဲ့ဒါလို့အကျဉ်းနာတရားနဲ့လောက်ကြကြင်ညာတာဖြစ်တယ်အဲ့တော့စိုက်ပျိုးရေးဆိုရထင်မယ်အဲနွားမွေးတာပါတယ်ပေါ့နော်စိုက်ပျိုးရေးနဲ့ကုန်းတဲ့ဒီနှစ်ခုဟာအဓိကစီးပွားရေးတွေပဲဖြစ်တယ်ရှိတော့အဲ့ဒါလို့လောက်ပြီးတော့ဒီရှေးသူတော်ကောင်းကြီးတွေဒီလိုလှုပ်ရင်းကနေပြီးတော့သာသနာတော်ကိုလှူဒန်းထောက်ပံ့လာခဲ့ကြတာဖြစ်တယ်ပေါ့ ဲ့ဒီအစဉ်လာဟာမြတ်မထင်ရှားတယ်ဒီထဲမှာဒီအိန္ဒိယနိုင်ငံမှာဆိုရင်ဖြစ်မနာဆိုတဲ့လူရန်သားရှိတယ်ခတ္တယဆိုတဲ့လူရန်သားရှိတယ်အဲ့ဒီပဲအများစုကတော့ကုံတယ်လဲလုလူရန်သားအများဆုံးပဲအဲ့ဒါတွေကပဲစီးပွားဖြစ်ပြီးတော့ဒီဖရာသာသနာတော်ကိုထောက်ပံ့လူရန်ညာသူတို့နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတဲ့တရားတွေပဲ တတ္တမကရိယကလျာဏံဣစ္ဆယံတံပရာယိကံကောင်းတာတွေလုပ်ပါတဲ့ဣစ္ဆယံတံပရာယိကံတမလုံးဘဝအတွက်လေကျွတင်ပြင်ဆင်ထားတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပါတဲ့နောက်ဘဝရည်မှန်းတာမလုပ်ဘဲမလုပ်ရည်မှန်းတာမဟုတ်တော့လည်းပဲကိုလုပ်တဲ့အလုပ်ဟာနောက်ဘဝအတွက်မပူပန်ရတဲ့အလုပ်ပဲဥပမာမဲ့နေ့စဉ်စီဝါရှာလို့စီဝါဖြစ်ပြီးငွေကြေးတနာစုဆောင်းထားတဲ့ဆိုရင်မပူရတာပဲလေ နောင်ပါကြုံကြုံမပူရတဲ့သဘောပဲအဲ့တော့လုံးတဲ့လှုပ်ထက်တာလှုပ်ထားခြင်းအဖြစ်ပူပန်တော့ကမရောက်ရဘူးပုံညာနိပရလောကတမေပဋိဌာဟွန်တိပါဏိကုသကောင်းမှုတွေဆိုတာတဲ့နောင်ဝါမှာယတ္တိယမေအာကိုရာတစ်ခုဖြစ်တယ်ဆိုဘာကြောင့်လဲကုသကောင်းမှုကနောင်ဝါအာကိုရတယ်ဆိုတာနောင်ဝါဆိုတာကိုတယောက်တည်းသွားမှလေး ကိုရောက်တဲ့သွားတဲ့အခါမှာဒီသာသမီဆိုရင်လည်းမိဘပါလာမှာမဟုတ်ဘူးမိဘဆိုလည်းသာသမီကလိုက်လာမှာမဟုတ်ဘူးကိုရောက်တဲ့သွားမှာဖြစ်တယ်ကိုရောက်တဲ့သွားမှာဖြစ်သည့်အတွက်ကြောင့်တမလွန်လောကမှာအာကိုရမဲ့အချက်ဟာကိုလို့တဲ့ကုသိုလ်ကောင်းမှုသာလည်းဖြစ်တယ်လို့ဒါမြတ်စွာဘုရားတတိပေးပြီးတော့ဟောကြားတဲ့စကားပဲเนาะပုံညာနိပရလောကသမေပရလောကသမေတမလွန်လောကနောက်ဘဝမှာပုံညာနိကိုလို့တဲ့ကုသိုလ်ကောင်းမှုတွေဟာ ပဋိဌာဟွန်ဒီပါဏိနံသရဝတို့အတွက်အာကိုအာထာယဖြစ်ပါလိမ့်မယ်ကိုလုံးတဲ့ကုသိုလ်ကောင်းမှုတွေအာကိုအာထာယဖြစ်တယ်တကြမို့လူတိုင်းလူတိုင်းဟာကုသိုလ်ကောင်းမှုကိုအာယုံပြုပြီးတော့နေ့စဉ်မှာမှကုသိုလ်ဖြစ်အောင်နေချာမှာ ဖြစ်တယ်ကုသိုလ်နဲ့အာကုသိုလ်ကို အမြဲတမ်းဆင်းရဲတွက်ပြီးတော့အာကုသိုလ်ကိုအရှုံးကုသိုလ်ကိုအမြတ်လို့ဆင်းရဲနဲ့မှထည့်ထားပြီးတော့ အကုသိုလ်တွေဖြစ်ရင်အရှုံးထွက်နေတယ်လို့သာမှတ်ပြီးတော့ကုသိုလ်ဖြစ်ရင်မျက်ပေါ်တယ်လို့ပဲမှတ်ပြီးတော့နော်အဲ့ဒါလို့နေစဉ်အရှုံးအမျက်တွက်ထားပြီးတော့ကုသိုလ်တရားဖြစ်ပွားအောင် ကြိုးစားကြအဲ့တော့ကုသိုလ်တရားဖြစ်ပွားဖို့ဆိုတာဟာမြတ်စွာဘုရားကစိတ်ပေါ်မှာအဓိကထားတယ်ကိုယ်စိတ်ကိုအဓိကထားတယ်ဆိုပါစို့ကိုယ်ချင်းဒီနာကို ပြန်လည်စဉ်းစားခြင်းအပြင်ကွမ်းတပီတိဖြစ်ရင်ဒါကုသိုလ်တွေတိုးလာတာပဲနော် ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသူကအနဝိဇ္ဇဒုက္ခလို့ဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာသူကရသွားတယ်။ဒီပြစ်ကင်းတဲ့ချမ်းသာဆိုတာဝဲယူရတဲ့ဟာလည်းမဟုတ်ဘူး။ကိုချင်းတရားကောင်းလိုက်တာနဲ့အနဝိဇ္ဇဒုက္ခဆိုတာခံစားရမှာဖြစ်တယ်ပေါ့။အဲ့ဒီအနဝိဇ္ဇဒုက္ခရရှိဖို့အတွက်ကိုချင်းတရားကောင်းကိုစောက်တိတ်ထားတဲ့ကိုချင်းသီလကိုမချိုးဖောက်ပေးသေးတဲ့ပြန်ကိုတန်တယ်မှာကိုချင်းတရားကောင်းနေတယ်။အဲ့ဒီကိုချင်းတရားလေးကိုအာယုံပြုပြီးတော့ နှလုံးသွင်းဆင်ញင်လို့ပီတိဖြစ်တိုင်းဖြစ်တိုင်းကုသတရားတွေဟာတိုးပွားလာမှာဖြစ်တယ်။ဒီနည်းနဲ့လည်းကုသရအောင်လုပ်လို့ရတယ်။နောက်နည်းနဲ့ကဖះကိုအာရုံပြုမယ်တရားကို အာရုံပြုမယ်သံဃာကိုအာရုံပြုမယ်ဒါနကောင်းမှုတွေကိုပြန်ပြီးတော့ဆင်ញင်စဉ်းစားမယ်ကုသတွေဖြစ်တယ်ပီတိတွေဖြစ်တယ်ဒါလည်းကုသတိုးနေတာပဲအဲ့တော့မြတ်စွာဘုရားဝေလမသုတ်တံမှာဟောထားတဲ့ကုသတရားဟာအမှန်တမ်းစိတ်နှက်เสียကောင်းတယ် အလှူဒါနတွေမှာမြတ်စွာဘုရားကအမြင့်ဆုံးကုန်ကြစိတ်လည်းအများဆုံးမို့ကြောင်းအလှူဟာကောင်းဆုံးလို့ဟောတယ်နော်အကြာလိုက်ခံတယ်ဒီအကျိုးပြုတာတဲမှာတက်တန်းရှိကြတဲ့အကျိုးပြုမှုရတာဖြစ်သောကြောင့်ကြောင်းလှူကောင်းဆုံးကြောင်းလှူတဲ့ကောင်းတဲ့ကုသိုလ်ရှိလာလို့ဆိုတရဏဂုံဆောက်တည်တာပဲနော်ဖရာတရားတန်ခါယရဏသုံးပါးကိုဒီအသက်ဆုံးပြီးတော့ရာသက်ပန်း ဖះကိုကိုယ်ခန္ဓာကိုဖះကိုစွန့်လို့ပါလေဆိုတဲ့ပဲဖះရဲ့အဆုံးအတိုင်းနေပါမယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဖះကိုအသက်အနှင်းပါတယ်ငါဘဝရဲ့ကောင်းကျိုးဆိုးကျိုးဟာဖះရဲ့အဆုံးအတိုင်းနေဓမ္မတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတို့ယရဏသုံးပါးကိုကိုယ်ကိုစွန့်လို့အနှင်းခြင်းဟာတရဏဂုံလို့ခေါ်တယ်အဲ့ဒီတရဏဂုံ ကုသိုလ်ဟာခုနကြောင်းဆောက်တဲ့ကုသိုလ်တွေမြတ်တယ်လို့သူဆိုတယ် တခါတရဏဂုံစောက်တည်ပြီးတဲ့အခါငါးပါးသီလစောက်တည်လိုက်တယ်။အဲ့ဒီငါးပါးသီလကိုလုံးလုံးချုံချုံထိမ့်သိမ့်လိုက်လို့ရှိရင်ခုနတရဏဂုံတတ်တ်စောက်တည်တဲ့ကုသိုလ်တွေငါးပါးသီလနဲ့တွဲဖက်စောက်တည်တာကြပိုမြတ်သွားပြန်တယ်။ဒီလိုဆုံးလို့တယ်။ဒါပြင်တီးတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်။တရောအလုံးပေါ်မှာချုံကုန်ပြီးတော့မေတ္တာပွား။မေတ္တာပို့တဲ့ကုသိုလ်ဟာဒီကုသိုလ်တွေတဲ့ပိုကောင်းတယ်လို့ဆိုတယ်။ ဒါဖြင့်မေတ္တာပို့တဲ့ကုသိုလ်တဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိသေးတယ်။အာနိစသတင်ညာဘဝိတ္တပါ။အာနိစသတင်ညာဘေရာမမမြဲဘူးဆိုတဲ့ဝိပဿနာတရားကိုအထုတ်ပါလို့ဆုလို့။အဲ့ဒီဝိပဿနာကုသိုလ်ဟာတော့ကုသိုလ်ထဲမှာအများဆုံးပဲသူရမြတ်တဲ့ကုသိုလ်မရှိတော့ဘူး။ဘာကြောင့်လို့ဆိုရင်ဝိပဿနာကုသိုလ်ရဲ့အကျိုးဟာမဲ့ဖို့ပဲလာတော့မှဖြစ်တယ်။နော်တပြည့်ဟာမလာဘူးမဲ့ဖို့တိုက်ရိုက်ဆက်သွယ်သွားတဲ့ ကုသိုလ်ဖြစ်သည့်အတွက်ကြောင့်လှုပ်လို့ရတဲ့ကုသိုလ်တွေထဲမှာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးပဲမကုသိုလ်ဆိုတာလှုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူးဝိပဿနာအားထုတ်လို့ဖြစ်ပေါ်လာတဲ့ကုသိုလ်မျိုးသာလည်းဖြစ်တယ်ပေါ့စွာသူမိထွန်းလိုက်တဲ့မိထွန်းလိုက်လို့ရတဲ့အလင်းပဲဖြစ်တယ်သူကဖျောင်းနိုင်မီးလေးထွန်းလိုက်လို့မိကြောင် ဖြစ်ပေါ်လာတဲ့အလင်းလေးမျိုးလို့ပဲမိထွန်းရတာနဲ့ဝိပဿနာနဲ့တူတယ်ဖြစ်ပေါ်လာတဲ့အလင်းနဲ့မကုသိုလ်နဲ့တူတယ်သူကသူကတော့ မကုသိုလ်ရအောင်လုပ်ရတာမဟုတ်ဘူးဝိပဿနာပဲအထောက်အရဲအဲ့တော့ဒီသဘောတွေကိုနားလည်ပြီးတိုးရတွေဟာကုသိုလ်တစ်ဆင့်ပြီးတစ်ဆင့်ပို့ပြီးတော့အမြတ်ဆုံးကုသိုလ်မျိုးတွေရအောင်တိုးရတွေစ조사အထောက်ကြမယ်လို့ကိုစီကိုစီနှလုံးသွေးပြီးတော့လူ့ဘဝရတဲ့အခိုက်မှာကုသိုလ်တရားဖြစ်ပွားခြင်းဟာအရေးကြီးဆုံးပဲဖြစ်တယ်လို့တတိထားကကုသိုလ်တရားဖြစ်ပေါ်အောင်조사နိုင်ကြပါစေကုန်သတည်း